ကိုနေကမင်္ဂလာပါဦးရဲ့ကောင်မင်္ဂလာပါမင်္ဂလာပါခင်ဗျာမုတ်ဆက်မွေးပတိုင်းမွေးဟာဒီစတိုင်လေးကဒါကားတွက်တက်တက်ထားခြင်းတာလားထားခြင်းလို့ထားတာလားအာထားခြင်းလို့ထားတယ်လို့လည်းပြောလို့ရတယ်ဘာလို့ဆိုတော့ဒီလောကနံကမရိုက်ခင်ကျွန်တော်တို့မိသားစုဟောပေါ့6နှစ်အောင်အပန်းပြေခီးထွက်တဲ့အချိန်မှာ ာမိုးဆွေမွေးပတိုင်းမွေးနေမရိတော့ဘူးမိမာလို့ငါဒီတိုင်းငါနေကြည့်ကျင်တယ်လို့ကျွန်တော်ဒီတိုင်းနေလိုက်တာနေကြည့်တော့အဲ့ feeling ဘယ်လိုလေးရှိလဲ feeling ကတော့ကျွန်တော်အသက်ရွယ်နေကျွန်တော်ဒီဇိုင်းနေဆိုရင်တော့နည်းနည်းကြိုက်သွားတာပေါ့ feeling ဟုတ်ဒီဇိုင်းကလည်းမိုက်နေတာမဟုတ်လားဟုတ်တယ်မိုက်နေဆိုလေခုနကအာကိုဆုံးမမိရိုက်ပြတာဟုတ်ဖုန်းပြောတဲ့တချမ်းလေးဆိုပြီးပတိုင်းလက်ကတချမ်းလေးအဲ့ပတိုင်းမွေးနေအဲ့ဒါလေးဟုတ်ပါနော်ဟုတ်ဟုတ်ကဲ့ပါကိုလေး ဟောအဖိုးတယောက်နေရာဟုတ်လားပြုတ်သိချက်တယ်တယောက်နေရာဟုတ်အာနောက်ပြီးတော့ဟိုဂိုင်းစတာလို့ပြောလို့အဲ့လိုအဲ့လိုနေရာသူဆောင်းတာအဲ့ဒါကိုလုတ်တင်တဲ့ပုံစံမျိုးလားဒါမှမဟုတ်ဇက်ကိုဇက်ကတည်းကရှိနေသူစိတ်ဝင်စားတာအဲခုနပြောသလိုကျွန်တော်ချောင်းသာပြန်ရောက်တော့စိုးမိုးမင်းရနေကျွန်တော်ရှိကိုဖုံးဆက်တယ်ဟိုရောလေးလို့ပေါ့နော်ဒီပါဝါလက်ကြီးရနေပြောလမ်းပြီးတော့အခုတဲ့ကားလေးတကားရိုက်ချင်လို့တဲ့အေးလို့ညီးလို့ကိုယ်တို့ဇလန်းအချင်းလေးဘိုက်ပါနေလှမ်းဖို့ပြီလို့ အဲ့ဘိုင်ဘာနေလှမ်းပို့ပြီးလိုက်တယ်ပို့ပြီးလိုက်တော့ဥရဲကောင်ကြီးစင်းရတော့စင်းရတော့နဲတယ်အဲနဲပေမဲ့ထိရောက်တဲ့ character ဇက်ကောင်တစ်ခုဖြစ်နေတယ်ဖြစ်နေတော့သို့မို့သို့မို့ညီလေးလို့ငါပတိုင်းမွေးမိုးစိမ်မွေးနှာခမ်းမွေးတွေငါထားထားရင်တော့လို့မဲငါဒီတိုင်းရိုက်လို့ဖြစ်မလားဆိုဟာအကိုတဲ့ပို့လိုက်တယ်တဲ့ရိုက်တယ်ရတယ်တဲ့အဲ့မှာကျွန်တော်ဒီလောဂရန်ကောင်ကိုလက်ခံပြီးတော့ဥရဲကောင်ပေါ့နော်အော်မိဘပေါ်မှာအရန်ချစ်တဲ့အတ္တကြီးတဲ့ဘဲကြီးနေရာနေပြီးတော့ ျွန်တော်ပါဝင်တရုတ်ဆောင်ဖြစ်ခဲ့တာပါကိုလုတ်ချင်းတဲ့ character မျိုးကိုထားတာနဲ့မုဆလင်လက်ခံမင်းနဲ့လောက်ခွင့်ရတာဒါမျိုးကပျော်လေးနေတယ်လို့ပြောလို့ရပါလားอืมပြောလို့ရပါတယ်ကိုလည်းပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်အသက်ရွယ်ဒီပုံစံနဲ့ကျွန်တော်နဲ့ లై ဖက်မဲ့ဇာတ်ရုပ်တွေကတဖြည်းဖြည်းလာတော့မှာပဲလေ။လာတဲ့ခါကျရင်ကျွန်တော်တို့ကအထူးပြင်ဆင်ထားကြမလို့တော့ဘူးပေါ့။ခုနပြောသလိုမိုးစိမ်းမိနှခမ်းမိနဲ့ဒီဇိုင်း ဟောဘီဂျေဘီဂျေအထာပေါ့အဲအဲ့အထာမျိုးနဲ့နောက်လာမဲ့ကားလဲကျွန်တော်ဒီပုံစံနဲ့ပဲရဲရမှာပဲကျွန်တော်ကားကြီးတကားလက်ခံထားပါတယ်ဟောဟွာပေါ့တိုက်တယ်တော့ပြောလို့မရသေးဘူးပေါ့ကျွန်တော်အခုနောက်ကားရိုက်ဖို့အတွက်ဆက်ပြီးထားရတာပေါ့ဒါတော့ကိုလေးမပြောသလိုပေါ့နော်အခန်းကတော့ပြိမများဘူးလို့ပြောလို့ရတယ်ဒီဟာကတကယ်ကိုအတွက်အာလောက်ခွင့်လဲရတယ်ဟုတ်ကဲ့ဥရဲခေါင်နေရာက ဒီမှာအဓိကတဏှာလဲပါလဲအတွက်အဲ့အတွက်ဘလို့လေးကြိုတင်ပြင်ဆင်လဲဘာလို့ဆိုဥရဲကောင်ကြီးကရမ်းချမ်းတာတယ်မိပုံမှာအလိုလိုက်တယ်နောက်ပြီးတော့တခုကဥရဲကောင်ကြီးကအတ္တကြီးတယ်မိနဲ့ပတ်သက်လာရင်ဟလာမိပုံကိုဘယ်သူမှဆိုအာကြောတာတို့ပြည့်မလားပောက်ကျစ်တာတို့ဆိုရင်ဥရဲကောင်ကြီးကလက်မခံဘူးသူကိုယ်တိုင်မရှင်သူ့နောက်ကတကယ်တပည့်ကိုပဲရှင်းခိုင်းတယ်အဲ့လိုကြိုက်တာမျိုးမှာကျွန်တော်ကဟိုပြင်ဆင်ထားတာတော့ ိတ်ပြောထွေတူတူမရှိပါဘူးအိမ်မှာနေမီးနဲ့ဟာလာမီးနဲ့စကားပြောတဲ့ဇောင်းဝင်ကန်းနေဆိုရင်ကျွန်တော်ဟာဝင်ရန်ရှက်ကလေးတွေဝတ်ထားတယ်တကယ်ဟိုမီးနဲ့ပတ်သက်ပြီးရောဟာလာတယောက်ယောက်ကိုဖြုတ်ခိုင်းတော့မယ်ဆိုရင်ခက်ကြမ်းကြမ်းဝတ်စုံတွေကျွန်တော်ဝတ်ထားတယ်အဲ့ဒါလေးတော့ပြင်ဆင်ထားပါတယ်ဘာကြောင့်လဲဆိုတော့အစိုးမိုးကလည်းဒီဟိုမွေတွေနောက်ပြီးရောဟိုအကောင်မလောင်တွေထည့်ထားတော့လေမီးနဲ့ကြတော့အာမဲဖက်နန်းနေကြတော့ဟုတ်လားအေးစစ်စစ်အမီးကိုကအလိုလိုက်ထားပြီးသားလေ အရန်ချစ်တယ်အာမီးနဲ့ပတ်သက်လာရင်မီးဘာပဲလိုချင်လိုချင်ကိုဖို့ပြောနောက်ဆုံးအဆင့်ထိဘလို့ဖြစ်လဲဆိုတော့ဟိုမီးနဲ့ပတ်သက်လာရင်ဖို့ဖို့အသက်ကိုတောင်ပေးဖို့အဆင်တင်မဲဆိုပြီးတော့ချစ်ခဲ့တဲ့မီးလေးတယောက်ဟာဒါပေမဲ့ဖို့ဖို့ရဲ့စကားကိုသူကနားနားမထောင်သူလှုပ်ချင်တာတွေလှုပ်တယ်ဟာလားဟိုဖို့ဖို့မသိဘဲနဲ့ခိုးလှုပ်တာတွေဖြစ်ဖြစ်ခဲ့တယ်ပေါ့နော်ဟာလားအတ္တကြီးပြီးတော့သူကပြောမယ်ဆိုရင်ဟိုဟောပေါ့နော်အဲ ဘလူဘလူခေါ်မလဲဆိုရင်ဟွန်းပေါ့စိတ်တစားလို့ဖြစ်နေတယ်ဘဲကြီးတွေပေါ့အဲ့လိုစိတ်တစားလို့ဖြစ်နေတယ်ဘဲကြီးတွေနောက်ပိုင်းမှာဒီဇလန်ကိုကြည့်နေအောင်အကုန်လုံးပေါ်သွားမှာပါလောဂရန်ဆိုတဲ့ဇလန်ကတို့ပြောလိုက်တော့ပေါ်သွားမှာဆိုတော့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဒါလေးတော့ထိန်းတာလားဒီမှာမိုက်တာကြီးကအာအိုက်ဒီဘလူးလေးချိုတင်ပြင်ဆင်တာဒါကြီးနေပြီးတော့ကလေးစားခြေတယ်လို့လည်းပြောလို့ရပါတယ်အဲပြောလို့ရပါတယ်အဲ့မှာဥရဲကောင်ကြီး ဘာ character တကယ်ဟိုလာဟိုရုံမာတဲ့လူကြီးလို့ခုနကိုလင်းပြောသလိုပေါ့နော်ရုံမာတဲ့လူကြီးအဲ့ဒီပေါ်လွင်ဖို့အတွက်ကိုကျွန်တော်ရဲ့အတုံးဆောင်ပစ္စည်းတွေလိုအပ်လာတယ်လိုအပ်တာဘာကြီးလိုအပ်လာလဲဆိုတော့ဟိုလာစေဘူမီဂျစ်ကျွန်တော်လိုချင်တာပေါ့နော် character တွေကိုကျွန်တော်တင်ပြတယ်ကျွန်တော်စေဘူမီဂျစ်လိုချင်တယ် saving lake လိုချင်တယ်အဲ့ဒါလေးတွေကျွန်တော်ဖန်တီးပြပါကျွန်တော်ရိုက်ခွင်းမှာ saving lake ကြီးခဲပြီးကျွန်တော်စကားပြောချင်တယ်စေဘူမီဂျစ်ချစ်ပြီးတော့စကားပြောချင်တယ် အဲ့ဒါလေးကိုလုပ်ပြီးတော့အဲ့ဒါလေးတွေဥရဲကောင်ကြီးရဲ့ဟိုအိုက်တင်အတွက်အထောက်ပံ့လေးတွေပေါ့နော်အထောက်ပံ့လေးတွေ saving လေးကြီးကိုက်ပြီးငါဘလို့ဘသူ့ရုပ်အောင်ရုပ်မှာတော့မလဲဆိုတော့အိုက်တင်ကအများကြီးပြကြရမလို့တော့အဲ့ဒီရုပ်နဲ့ dialogue လေးနဲ့တင်သူကဖြေးဖြေးပပလေးပုတ်သွားလိုက်တာဒါပဲကိုဒါပေမဲ့အဲ့ဒီမှာလိုက်ဖက်တာကဒီစက်လေးတုတ်တဲ့ခံမှာဒါအားလုံးကကျွန်တော်မင်းသားတွေပြန်ပြောတဲ့ခါကျတော့ဟိုဝီဒီယိုလုပ်တယ်ကွာအဲ့ဒီကရောဟိုကြက်အောင် ကိုအခုကိုကျွန်တော်တို့အဲ့ဒါကိုသင်ပေးပါလို့ပြောလိုက်တရားပြည်ပြပါလက်ခံပါကျွန်တော်အနေနဲ့ကတော့ကိုလင်းရဟိုဒီနေမျိုးအောင်ဆိုတာတော့မရှိတော့ဘူး။သူကလောကနဲ့ဇက်ကားလည်းမဥရဲကောင်နေရပဲကျွန်တော်ပါဝင်တရုတ်ဆောင်ထားတာ။အိုက်ခဲလို့အဲအဲအဲသူကဒီလို saving link ကိုက်ပြီးရောပြောတဲ့ဇက်ကားတွေဟာอืมပြောမှဆိုရင်ဘယ်လိုဘယ်လိုလျှက်တစ်ပြက်ပေါ့နော်ထွက်လာတဲ့ item မျိုးတွေ saving link ကိုဟိုဘက်ရွှေ့လိုက်ဒီဘက်ရွှေ့လိုက်နဲ့ပြောရင်းနဲ့စကားပြောတာတွေနောက် saving link ကိုက်ပြီးတော့မိခိုးမှုတ်ရင်းနဲ့စကားပြောတာတွေကအတူကနဲ့တူတော့ဒါတော့ကျွန်တော်အနေနဲ့တော့မြင်းဆရာတွေတော့ရှိတာပေါ့ကိုလင်းမြင်းဆရာတွေရှိရယူထားတဲ့ဟာတွေလည်းအများကြီးရှိပါတယ်ရှိတဲ့အတွက်ကိုနဲ့အံဝင်ခွင့်ကြဖြစ်လာတဲ့အခါကျတော့ထုတ်ပြီးတော့အသုံးချလိုက်တာပေါ့အသုံးချလိုက်တဲ့အတွက်ကိုဥရဲကောင်ကြီးနေရာပို့ပြီးတော့ရောက်သွားတာပေါ့အဲ့လိုလည်းပြောလို့ရပါတယ်ကိုလင်းဟုတ်တယ်အကုန်လုံးကပြောကြတယ် ဒီ civility ခဲပြီးတော့ IT လုပ်မယ် IT လုပ်တာဒါလို့ပြောမယ်ဆိုရင်ဟိုမှာသူကတည်ရကြတယ်ဟုတ်ဒါလို့မပြီးဘူးခါရီဘလိုလေးတွေ့တယ်ပြန်ဆိုဘလိုလေးအာလေးလာတယ်အဲ့ဒါတော့လည်းတူတာဘလိုပြင်ဆင်လဲဆိုတော့ဟိုလေးလာမှုကခုနကကျွန်တော်ပြောသလိုအမြင်စရာတွေပဲရှိတာပေါ့နော်တကယ်တမ်းကိုကြိုက်တင်လောက်ကြည့်တဲ့အခါကျတော့လောက်ကြည့်တဲ့အခါကျတော့ဒီလောက်ကြီးတော့ကိုလင်းရဟို ကျန်တဲ့ကလေးတွေပြိသက်တွေကတော့နည်းနည်းတော့အန်အောင်းအန်အောင်းပါဘောနော်ကျွန်တော်လှုပ်ကြည့်တဲ့အခါကျတော့ဒီလောက်ကြီးအရင်ကြီးနဲ့ကျွန်တော်တော်တော်သိပြီးတော့မထူးဆန်းသလိုပဲကျွန်တော် item ပုံမှန်လုပ်နေကြအတိုင်းပဲလို့ကျွန်တော်ပြောလို့ရပါတယ်ခင်ဗျာဟုတ်ကျွန်တော်ဘိုးတော်လို့ခေါ်ကြတော့ဘိုးတော် item ကမထူးခြားဘူးလို့ပြောနေတယ် dialogue ပြောနေတဲ့ slip ကိုဘယ်တစ်ခါရှိသွားတယ်အားလေးဟာဒါလေးဟာဟုတ်လားပြီးတော့ဒီလို slip လည်းမဟုတ်ဘူး dialogue လည်းပြောနေရတယ်ပြောနေရင် slip ကိုအစက်ကဘုတ်ဒီပဲလက်မပါနဲ့ရှိသွားတယ်အားလေးဟာဟာ ဟိုဒါတော့ကိုလင်းရဲ့ဟိုဟိုလှုပ်ယူတာတော့မဟုတ်ဘူးပေါ့လျှက်တစ်ပြက်ပေါ်လာတဲ့ဘယ်လိုခုံးလဲဟိုဖြတ်ခနဲဆိုကိုအသိစိတ်မှပေါ်လာတဲ့ဟာလေးကိုဟိုလှုပ်လိုက်တဲ့သဘောပါပဲစကားပြောရင်းနဲ့အိုက်တင်လုံးနဲ့ဒီဆေးဘင်းလေးကိုဒီဘက်ရွှေဟိုဘက်ရွှေလုံရင်းနဲ့စကားလေးပြောလိုက်တယ်အဲ့ဒါအဲ့ဒါလေးတော့ပဲဟိုဘယ်လိုခုံးလဲဟိုမမရရထူးထူးဆန်းဆန်းကြီးလှုပ်လိုက်တယ်ဟာမဟုတ်ဘူးကျွန်တော်တော့ဖြတ်ခနဲကိုစိတ်ကနေပေါ်လာတဲ့ဟာလေးကိုအိုက်တင်လှုပ်လိုက်တဲ့သဘောပဲအဲ့ဒါလေးကတော့ထူးထူးခြားခြားလေးဖြစ်သွားတယ်လို့ကျွန်တော် ပြောကြပါရခင်ဗျဟုတ်အဲ့လိုဖြူးဖြူးထဲကလေးဖြစ်သွားတယ်တမူလည်းဆန့်သွားတယ်ဟုတ်အတာလေးကသူလုံးဝနည်းနည်းတို့တွေ့တော့ခက်ခဲမဲ့ဆိုတဲ့လုံးနိုင်တယ်အဲ့လိုချီးကျူးရတော့ဘုခန္ဓာဒါအရန်ပြောတာပေါ့ကိုလင်းရကျွန်တော်တို့အမှုပညာတွေကျွန်တော်ထပ်ပြီးကြိုးစားရမယ်အားတွေပေါ့ကိုလင်းရအာကျွန်တော်ထပ်ပြီးတော့စူးစမ်းပါမယ်လေစူးစမ်းပါမယ်လို့လည်းကျွန်တော်ခရီးပေးပါတယ်ခင်ဗျာဒီကားနဲ့အမှတ်တရဆိုဘာလို့ပြောနေလဲအာဒီကားနဲ့အမှတ်တရဆိုရင်အဲ့ဒီဥရဲခေါင်ကြီးဆိုတဲ့ဟလား လူကြီးကိုဟာလာဟိုခုနပြောသလိုအတ္တကြီးရယ်တကယ်တမ်းဆိုရင်တော့ villain ပေါ့ပြောမယ်ဆိုရင်ဒါပေမဲ့ villain မဟုတ်ဘဲနဲ့ချစ်ပေးကြတဲ့အတွက်ကိုကျွန်တော်အရန်ဟိုကျင်းနဲ့ဝမ်းသာပါတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်ခင်ဗျာဥရဲ့ခေါင်ကြီးရဲ့ဟိုကာရက်တာပေါ်ဖို့အတွက်ဖြည့်ဆည်းပေးကြတယ်လေဒါဥရဲ့ခေါင်ကိုပြောပြစ်လို့ဒါဘလို့တော့အာ cycle စီးလာတဲ့ကြိုင်ပါဒါလည်းအမိုက်ဖိုင်ဟုတ်ကဲ့ဟုတ်ကဲ့ကိုလင်းဟုတ် ်အဲ့ဒါလည်းနောက်ဆုံးပေါ့နော်ဒီသူဇက်သားမှမူတည်ပြီးတော့နောက်ဆုံးသူ့ရဲ့ဒီဆိုင်ကိုပိုင်ဆိုင်ခြင်းနဲ့အတ္တစိတ်နဲ့နောက်ဆုံးသူပိုင်သွားတယ်ဆိုတော့ပုံရိပ်ကိုပြကျင်တဲ့သဘောပါပဲဆိုင်ရှိကိုဆိုင်ကကြီးထိုးရိုက်လိုက်တယ်အဲ့ဒါနဲ့နောက်ဆုံးဇက်သိမ်းမှသိမ်းပလိုက်တယ်ဟာဟာဒီတော့ဒီကနေ့ပတ်သက်ပါလို့ပြောခြင်းလေဦးရဲခေါင်းတွေအကဟုတ်ကဲ့ပါကျွန်တော်လောကန်ဇက်ကမှာကျွန်တော်အကောင်းဆုံးကျွန်တော်ကြိုးစားထားပါတယ်ပါဝင်တဲ့အခိုင်အတန်းအခန်းတိုင်းလိုလိုကျွန်တော်အကောင်းဆုံးဖြစ်အောင်ကျွန်တော်ကြိုးစားပြီးတော့ကျွန်တော် item တွေလုတ်ထားပါတယ်ဒီ Lauren ကမှပါဝင်တဲ့ဟာကျွန်တော်အမှုပညာကြီးကိုမောင်နှမတွေလည်းအာသူအခန်းခံတာသူပါဝင်ပြီးတော့ကြိုးကြိုးစားစားတရုပ်ဆောင်ထားကြပါတယ်ခင်ဗျာအဲကျွန်တော်တို့မေလ6ရက်နေ့မှာကျွန်တော်တို့ဒီ Lauren ဇာကားကြီးကမြန်မာနိုင်ငံတနိုင်ငံလုံးကိုဟာပြသမှာဖြစ်ပါတယ်ဒါရောက်အားပေးကြပါဦးလို့ကျွန်တော်ဒီနေရာနေဖိတ်ခေါ်ခြင်းပါတယ်ခင်ဗျာအရင်တော့ကလည်းမတူတဲ့နေမျိုးအောင်နဲ့မတူတဲ့သူရဲ့ကောင်တွေ့ရပါဟုတ်ကဲ့ပါအရင်တော့ကနေမျိုးအောင်ဆိုတော့ ဟလာဇက်ရုပ်နဲ့မတူတဲ့ဥရဲကောင်ဆိုတဲ့ဇက်ရုပ်ကိုတွေ့မြင်ရပါမယ်ခင်ဗျာလာရောက်အားပေးကြပါအောင်လို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ